ဒီစာသားလေးတွေရိုက်ထည့်ထားတာတွေအားလုံးကရှိတ်လေးတွေကိုသုံးထားပါတယ်။ရှိတ်လေးတွေရဲ့ right click format shape မှာကြည့်ကြည့်ရင် shape ရဲ့ fill option မှာ solid fill သုံးထားပြီးအရောင်ကိုတော့ slide ရဲ့နောက်ခံအရောင်နဲ့တူတဲ့အရောင်ကိုပဲသုံးထားပါတယ်။ပြီးတော့အခုလို glass button ပုံစံလေးဖြစ်နေအောင် shape option နဲ့က shadow option နဲ့မှာ shadow ကိုပွင့်ချလိုက်ရင်ဒီဆက်မှာ အင်းကစန်တာကိုသုံးထားပါတယ်။ပြီးတော့ကာလာကိုအပြည့်အောင်နဲ့သုံးထားပါတယ်။ပြီးတော့ရှယ်ရုပ်ပမာဏကိုခဏများလေးရကျင်တဲ့အတွက်ဘလောက်ပမာဏကိုလိုသလောက်နည်းနည်းတင်ထားပါတယ်။ရှယ်ရုပ်လေးကိုထင်ရှားစေချင်တဲ့အတွက် transparency ကိုတော့ zero ထားထားပါတယ်။ဆိုင်ရထင်ရတဲ့ shape လေးတွေအားလုံးကိုအလားတူပုံစံနဲ့လုပ်ထားပြီးတော့ဒီ next ဆိုတဲ့ shape လေးတစ်ခုမျိုးပဲ fill option မှာ နောက်ခံရောင်ကို နည်းနည်းနှုတ်လည်းအပြာရောင်ကိုတောင်းထားပါတယ်။ transition အပိုင်းမှာတော့ပထမအဆုံး slide မှာ art transition မှာမတောင်းထားဘဲနဲ့ဒုတိယ slide ကို zoom transition တောင်းထားပါတယ်။ရွေးရှင်းကိုလည်းခက်မြန်မြန်ပဲ0.9စက္ကန့်နဲ့ထားထားပါတယ်။ပြီးတော့ဒီကလေးတွေနှိမ့်တဲ့အချိန်မှာမတူညီတဲ့အတန်လေးတွေတုံးချင်တဲ့အတွက်အပြင်မှန်အတွက်အတန်တစ်ခုအပြင်မှားအတွက်အတန်တစ်ခု download လုပ်ထားပါရစေ။ဒီချုပ် PowerPoint version တွေမှာ အတာဖိုင်ကို MP3 အမျိုးအစားနဲ့ရပါမယ်။အကျိုးပေါပိုင်း version တွေမှာတော့ wave အမျိုးအစားနဲ့မှသုံးရတာဖြစ်တဲ့အတွက်နှစ်မျိုးလုံးအစဉ်နဲ့လုပ်ပါပါတယ်။အခုပထမဦးဆုံးဒီ slide လေးကိုစပြတဲ့အချိန်မှာစိတ်ဝင်စားမှုရရှိစေဖို့အတွက်ဒီ shape link ၅ခုကို select မှတ်ပြီးတော့ animation လုပ်ပါမယ်။ဒါတို့ select မှတ်ပြီးတဲ့အချိန်မှာ animation တွေကပါမန် flying ကိုပဲရေးပါမယ်။ခေါင်းစဉ်ကို select ပြန်မှတ်ပြီးတော့ effect option နဲ့မှာ from top ကိုရေးပါမယ်။ ညာဘက်ကရှေ့နှစ်ခုကိုဆက်လက်မှတ်ပြီးတော့အသက် option မှာ from right ကိုရေးပါမယ်။ဘယ်ဘက်ကနှစ်ခုကိုဆက်လက်မှတ်ပြီးတော့အသက် option မှာ from left ကိုရေးပါမယ်။ပြီးရင် formation window ကိုခဏပြေးလိုက်မယ်။အပေါ်က animation ပိန်ကိုဖွင့်ပါမယ်။ animation လေးတွေအားလုံးကိုဒီတိုင်းလေးပဲဝင်ရောက်စေချင်တာဖြစ်တဲ့အတွက်တို့အားလုံးကို animation ပိန်ထဲမှာဆက်လက်လုပ်လိုက်ပါမယ်။အပေါ်ဆုံး animation ကိုဆက်လက်လုပ်မယ်။ ီဘုတ်ကနေရှစ်ပြီလာပြီးတော့အောက်ဆုံး animation ကိုဆက်လက်လုပ်လိုက်ပါမယ်။အားလုံးဆက်လက်ဖြစ်သွားတဲ့အချိန်မှာ option များလေးကိုဖွင့်ချပြီးတော့ start with previous ကိုရွေးပါမယ်။ပြီးရင်အားလုံးကိုဆက်လက်ဖြစ်နေတဲ့အချိန်မှာပဲ effect option ကိုပြန်ဖွင့်ချမယ်။ timing ကိုရွေးပါမယ်။အရင်မြန်နေရအောင် duration မှာကျွန်တော်2စက္ကန့်ရွေးလိုက်ပါမယ်။ပြီးရင် okay နဲ့ပါမယ်။အခုဆိုရင် slide ကိုစပြဖို့အတွက်အစဉ်နဲ့ဖြစ်ပါပြီ။ခေါင်းစဉ်တစ်ခုရှိတယ်အဖြေက၄ခုရှိတယ် ပြီးတော့ဒီ shape ကမှားတယ်ဒါလည်းမှားတယ်ဒါကမှန်တယ်ဒါလည်းမှားတယ်တို့ကို animation ကြီးတတ်မှတ်တဲ့အချိန်မှာကျွန်တော်တို့ရွေးချယ်တဲ့အခါမှာမမှားဖို့အတွက်ဟုံးလေးက arrange တဲ့က selection pane ကိုဖွင့်လိုက်ရင်ဒီ shape လေးလေးကိုကိုတင်းနဲ့၃လေးဆိုပြီးတော့အမည်ပေးတာကတွေ့ရပါလိမ့်မယ်ဒီအပေါ်ကနှစ်ဆိုတဲ့ဟာတစ်ခုကဒီ next button ရဟာဖြစ်ပါတယ် အဲ့တော့တို့မမားရအောင်ကျွန်တော်တို့နာမည်ပြောင်းလိုက်မယ်ဒီနေရာလေးမှာဒါပဲ click ခောက်လိုက်ရင်နာမည်ပြောင်းလို့ရပါတယ်ကျွန်တော် next လို့ပဲနာမည်ပြောင်းလိုက်မယ်အဲ့တော့ခုအမားသုံးခုကိုဖိတ်တဲ့ချိန်မှာအကြောင်းပြောင်းသွားမယ်မားရဲဆိုရင်အတန်ကြီးထွက်မယ်အဲ့လိုရှိဖို့အတွက်အခုစပြီးသတ်မှတ်ပါမယ်တို့သုံးခုကို control ပြထားပြီးတော့ကျွန်တော် select လုပ်လိုက်ပါမယ်ပြီးရင် animation တဲ့က add animation ကိုပွင့်ချပြီးတော့ unfaceted အုပ်စုတွေက object color ကိုရေးပါမယ်။သူကအကြောင်းပြောင်းသွားစေတဲ့ animation ဖြစ်ပါတယ်။အဲ့ဒီ animation အတက်ကလေး၃ခု select ဖြစ်နေတဲ့အချိန်မှာသူတို့ရဲ့ option များလေးကိုဖွင့်ချပါမယ်။ပြီးရင် effect option ကိုရေးပြီးတော့ကိုလိုချင်တဲ့အကြောင်းကိုဒီနေရာမှာပြန်ရေးလို့ရပါတယ်။အဲ့တော့ကျွန်တော်က color box ကိုဖွင့်ချလိုက်မယ်။အနည်းရောင်ကိုယူလိုက်ပါမယ်။ဒါတော့အတန်လေးထွက်စီခြင်းတဲ့အတွက် sound option မှာ no sound ဖြစ်နေတာကိုဖွင့်ချပြီးတော့အောက်ဆုံးကိုရွှေ့ပါ။ ဒီတဲ့အတန်တွေရင်းရတယ်လို့ကျွန်တော်တို့ကကိုယ်စိတ်ကြိုက်အတန်ကိုရွေးချင်တာဖြစ်တဲ့အတွက်အားသာဆောင်ွယ်ရွေးရပါမယ်။ပြီးရင်ကိုယ်အတန်ဖိုင်လေးတွေရှိတဲ့ဖိုလာတွေကိုရအောင်သွားပါ။ကျွန်တော်ရဲ့ပေါ်ပိုင်းမရှင်းကတော့အတန်ဖိုင်ကဝီဖော်မတ်ပြင်မာရတာဖြစ်တဲ့အတွက်ကျွန်တော်ဝီဖော်မတ်ပြောင်းလာပါတယ်။အခုကအမားတွေအတွက်အတန်ဖြစ်တဲ့အတွက် incorrect ဆိုတာကိုရွေးမယ်။ပြီးရင် okay နဲ့လိုက်ပါမယ်။အဲ့ဒါဆိုရင်ဒီ clone လေးကိုလာနေရင်အမဲရောင်ပြောင်းမယ်ဒီအတန်ထွက်မယ်။ပြန်ချက်တက်မှတ်ပြီးပြီဆိုရင် okay နဲ့လိုက်ပါမယ်။ ကျွန်တော်ကဒီရှိတ်လေးကိုကလစ်လာနေတဲ့အခါကျမှအခုသတ်မှတ်ထားတဲ့အယောင်ပြောင်းတာအတန်ထွက်တယ်ဆိုတော့ animation ကိုလုပ်စီချင်တာဖြစ်တဲ့အတွက် trigger သတ်မှတ်ပေးရမှာဖြစ်ပါတယ်။အဲ့တော့ trigger သတ်မှတ်ဖို့အတွက်ဒီ animation အုပ်စုရဲ့ကနံပါတ်၁ကို select လုပ်လိုက်ပါမယ်။ပြီးရင် animation tab ထဲက animation pane ဆိုတဲ့ menu ရဲ့အောက်မှာရှိတဲ့ trigger ကိုပွင့်ချပါမယ်။ on click off ကြော်တာကိုချိန်လိုက်ရင်ကျွန်တော်ရဲ့ slide ထဲမှာရှိတဲ့ object တွေအားလုံးကိုတွေ့နိုင်ပါတယ်။ အဲ့တော့ကျွန်တော်ကနံပါတ်၁ကိုနှိပ်တဲ့အချိန်မှာဖြစ်စီနေတာဖြစ်တဲ့အတွက်ဒီနံပါတ်၁ဆိုတာလေးကိုရေးပြီးတော့နှိပ်လိုက်ပါမယ်။ဒါဆိုရင်အောက်မှာ trigger ဆိုပြီးတော့တစ်ခုပေါ်လာမယ်။နံပါတ်၂ရဲ့ animation ကို select လုပ်မယ်။ animation ပြင်ရင်အောက်က trigger မှာ on click off နံပါတ်၂ကိုရေးပါမယ်။ပြီးရင်နံပါတ်၄ကို select ပါမယ်။ trigger မှာ on click off နံပါတ်၄ကိုရေးပါမယ်။အမှားသုံးခုအတွက်ပြပါပြီ။အဲ့တော့အမှန်တစ်ခုအတွက် ရှိပြီလို့ဆက်လာမှာမယ်။ add animation တွေက alpha set တွေက object color ကိုရေးပါမယ်။ပြီးရင်ဒီ option ကိုဖွင့်ကြပြီးတော့ effect option ကိုရေးမယ်။ color မှာအမားတွေနဲ့မတူညီတဲ့အကြောင်းကိုရေးချင်ပါတယ်။ mouse color ကိုနှိပ်မယ်။ပြီးတော့ကျွန်တော်အဝိုင်းအောင်အုပ်စုတွေကတရားကိုရေးလိုက်ပါမယ်။ပြီးရင် okay နှိပ်ပါမယ်။ပြီးရင်ဒီခါလေးအတန်မှာ node sound ကိုဖွင့်ချပြီးတော့အောက်ဆုံးကိုရွှေ့မယ်။ကိုစိတ်ချအတန်ရေးဖို့အတွက် အာသာစောင်းကိုရွေးပါမယ်။အမှန်အတွက်ရွေးလာတဲ့အတန်လေးကိုရွေးပါမယ်။ပြင် OK ကိုနှိပ်ပါမယ်။နောက်ဆိုရင်အတန်လေးလည်းရပြီ။လိုချင်တဲ့အယောင်လည်းရပြီ။ OK နှိပ်လိုက်ပါမယ်။အခုနံပါတ်3ရှိတ်ကို trigger လုပ်ဖို့ကြံပါလေ။အဲ့တော့ animation နဲ့ကနံပါတ်3ကိုရွေးမယ်။ဒီ animation pane ဆိုတဲ့ menu အောက်က trigger ကိုပွင့်ချပြီးတော့ object off မှာနံပါတ်3ကိုရွေးလိုက်ပါမယ်။အကန့်ဒီအယောင်လေးနှိုင်းရလားစကြည့်အောင်။ ငါးတစ်ခုကိုဆွေးနိုင်မယ်အတန်ထွက်တဲ့အရာပြောင်းတယ်နောက်တစ်အမားတစ်ခုကိုဆွေးနိုင်မယ်အတန်ထွက်တဲ့အရာပြောင်းတယ်အနောင်ရွေးလိုက်မယ်ဆိုရင်မတူတဲ့အရာနဲ့မတူတဲ့အတန်လေးပေးမယ်ဒါမှမဟုတ်ဒီအမှန်လေးကိုရွေးလိုက်တဲ့အချိန်ကျမှဒီ next pattern လေးကပေါ်လာမှာဖြစ်ပါတယ်အဲ့ဒီအတွက်အခုလုပ်ပါမယ်အဲ့ဒီ next pattern လေးကိုဆက်လက်မှတ်မယ်။ animation နဲ့မှ flying ကိုပဲရေးပါမယ်။ ောက်ကနေတက်လာတယ်ဒီတိုင်းမှတ်ထားမယ်အဲ့တော့မှန်တဲ့ shape ကနံပါတ်3ဒီဟာသူ့ရဲ့ trigger animation ကဒီမှာ next button ရဲ့ animation ကသူ့ကို select လုပ်လိုက်ရင်ဒီနေရာမှာအဲ့တော့နံပါတ်3 trigger ကိုနှိပ်မှာ next button ကိုပေါ်ကျင်လာဖြစ်တဲ့အတွက်သူ့ animation လေးကိုကျွန်တော်က click and drag ပြပြီးတော့အောက်နားကိုဆွဲချလိုက်ပါမယ်နံပါတ်3ရဲ့အောက်မှာထားလိုက်ပါမယ်ဒီ animation လေးကိုဖွင့်ပြီးတော့ start after previous လို့ယူလိုက်ပါမယ် ဆင်ပြေအဲ့လားပြန်ဆက်ကြည့်အောင်အမားကူကိုနှိပ်ကြည့်ပါမယ်နောက်ကအမားကူနှိပ်ကြည့်ပါမယ်နှိပ်ပတ်တာမတွေ့ရသေးဘူးအမှန်ကိုနှိပ်ကြည့်ပါမယ်အစရင်နောက်ဆက်က next button နဲ့ရောက်တဲ့မေးခွန်းရှိတဲ့ slide ခုကိုကြောင်းအားဖို့တော့ကျွန်တော်တို့စီစဉ်ရမှာဖြစ်ပါတယ် ောက်တစ် slide အသစ်ခုရဖို့အတွက်ဒီဒုတိယ slide ကိုပဲဇလတ်မှတ်ပြီးတော့ right click duplicate လုပ်လိုက်ပါမယ်။အဲတော့ဒုတိယ slide က next button ကိုနှိပ်ရင်တတိယ slide ကိုရောက်စေချင်တယ်။အဲဒီအတွက်ဒုတိယ slide ကိုဇလတ်မှတ်မယ်။ next button ကိုဇလတ်မှတ်မယ်။ပြီးရင် insert ထဲက link ကိုနှိပ်ပါမယ်။ဒီ presentation file ထဲက slide တွေကိုပဲရောက်စေချင်တာဖြစ်တဲ့အတွက် place in this document ဆိုတဲ့ option ကိုရွေးရပါမယ်။ ။အဆင်ညာဘက်ကဘောက်ထဲမှာကိုယ်ထဲမှာရှိနေတဲ့ slide တွေစာရင်းပြင်ရမှာဖြစ်ပြီးတော့ကိုရောက်စေချင်တဲ့ slide ကိုရွေးလို့ရပါတယ်။အဲဒီတော့နံပါတ်3 slide ကိုရွေးလိုက်ပါမယ်။ပြီးရင် okay နှိပ်ပါမယ်။အဲဒီတော့နံပါတ်3 slide ကိုသွားမယ်။သူ့ဟာကမေးခွန်းရောအဖြေရောမတူနိုင်ဘူး။အဲဒီတော့ကျွန်တော်တို့လည်းလည်းပြင်လိုက်မယ်။ဟုတ်ပြီအခုဆိုရင်အမှန်ကဒီနံပါတ်1ရှိတ်ဖြစ်သွားတယ်။အဲဒီတော့ကျွန်တော်ပထမရှိတ်ကလိုမျိုး အမှန်ဆိုရင်ပြတဲ့ animation အတန်လေးတွေတွေ့ရအောင်သူ့ကိုပြန်ပြီးတော့ပြင်ပေးရမယ်။သူ့ကို select ပြနေတဲ့အချိန်မှာ animation ပိန်နဲ့ကသူ့ရဲ့ animation ကို select ပြီး option လေးကိုဖွင့်ချအပတ် option ကိုရွေးမယ်။ပြီးရင်အရောင်ကအဝါရောင်လေးဖြည့်ရမယ်။အရောင်ကိုဖွင့်ချမယ်။အောက်မှာရှိသေးတဲ့အဝါရောင်လေးကိုပဲရွေးလိုက်မယ်။အတန်ကလည်း correct ဖြည့်ရမယ်။ဖွင့်ချမယ်။နောက်ဆုံးကိုသွားပြီးတော့ဟာလာဆောင်ခုမှရှိနေတဲ့ ကောရက်ဆိုတဲ့ဖိုင်ကိုရွေးမယ်ပြီးရင် okay နဲ့လိုက်မယ်။ဒါဆိုရင်ရပြီ။ okay နဲ့လိုက်မယ်။ပြီးရင် shape 1 3 4လို့ရဲ့ animation တွေကိုပြင်ရမှာဖြစ်ပါတယ်။အဲ့ဒါကြောင့် keyboard ကနေ control ပြလာပြီးတော့ animation အတိုင်း1ကိုအားလုံးဒီပိုင်းနဲ့ဆက်လက်မှတ်လိုက်မယ်။ပြီးရင် option များလေးကိုဖွင့်ချမယ်။ effect option ပြီးရင်အရာကိုဖွင့်ချပြီးတော့ မားတွေဖြစ်တဲ့အတွက်အမဲရောင်ကိုပဲယူလိုက်မယ်။အကန့်ကိုလည်းဖုံးချပြီးတော့အောက်ဆုံးသွားမယ်။အားလားဆောင်းကိုယူမယ်။အမားအတွက်ကျွန်တော်သတ်မှတ်ထားတဲ့အကန့်ဖိုင်လေးကိုယူပြီးတော့ OK နဲ့လိုက်ပါမယ်။ဒီ OK နဲ့လို့ရပါပြီ။နောက်ဆုံးတစ်ခုပြင်ပေးရမှာဒီ next pattern လေးကအမှန်ဖြစ်တဲ့တရအောင်မှာရှင်းရမှာဖြစ်ပါတယ်။အဲတော့ next animation လေးကိုဆက်လက်မှတ်မယ်။ပြီးရင်တရအောင်ကိုပို့လိုက်ပါမယ်။ pay option လေးကိုဖွင့်ချပြီးတော့ပြန်ဆက်ကြည့်ပါ start after previous ဒါဆိုရင်နှံ့ပါတယ်နောက်ဆုံးခုလည်းဖြစ်တဲ့အရေးကြီးဆုံးတစ်ခုလည်းဖြစ်တဲ့ channel တစ်ခုက powerpoint ရဲ့ presentation file ကအခုလိုမျိုး presentation ပြတဲ့ချိန်မှာကျွန်တော်တို့သတ်မှတ်ထားတဲ့နေရာမဟုတ်တဲ့ဘယ်နေရာဘက်ဖြစ်ဖြစ် click နှိပ်လိုက်ရင်တော့မဟုတ်ရင် keyboard ကနေ arrow key နှိပ်လိုက်ရင်နောက်တဲ့ slide ခုကိုရောက်သွားပါတယ်ဒါဆိုရင်ကျွန်တော်တို့ရဲ့ quiz ကအဆင်မပြေတော့ဘဲနဲ့ပြသသွားမှာဖြစ်ပါတယ်အဲ့ဒီလိုမဖြစ်ဖို့အတွက်ကျွန်တော်တို့တစ်ခုသတ်မှတ်ပေးရပါမယ် အဲ့ဒါကတော့ slide အားလုံးအတွက်တစ်ခါပဲသတ်မှတ်ပေးဖို့လိုပါတယ်။ ribbon နဲ့က slide show ဆိုတဲ့ tab ကိုသွားပါ။ပြီးရင် setup slide show ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါ။ပြီးရင်ကျွန်တော်တို့ရွေးရမှာက browse at a kiosk full screen ဆိုတဲ့ option ကိုရွေးရမှာဖြစ်ပါတယ်။အဲ့ဒီတော့မှလားကျွန်တော်တို့တခြားနေရာတွေကို click နှိပ်လိုက်တာမျိုး arrow key တွေကိုနှိပ်လိုက်တာမျိုးကျွန်တော်တို့သတ်မှတ်ထားတာနဲ့မဆိုင်တဲ့အခြားဘယ် function ကိုပဲသုံးတော့ next slide ကိုရောက်သွားတာမျိုးမဖြစ်တော့ဘဲနဲ့ ကျွန်တော်တို့လိုသုံးပြနိုင်မှာဖြစ်ပါတယ်။အမှတ်ပေးပြီဆိုရင် okay နိုင်လိုက်မယ်။ဒါဆိုရင်ပထမဆုံး slide မှာလည်းကျွန်တော်တို့ click နှိပ်မှာနောက်တစ်ခုကိုသွားဖို့အတွက်သတ်မှတ်ဖို့လိုပါတယ်။ကျွန်တော်တို့ကသတ်မှတ်ထားရင် now slide တစ်ခုကိုကျွန်တော်တို့သွားရမှာမဟုတ်ပါဘူး။အဲဒီ button ကို select လုပ်မယ်။ main button ကိုလုပ်ခဲ့တယ်လို့ပါပဲ။ insert ထဲက link ပြီး place in this document ကိုရေးပြီးတော့ slide 1ကနေ slide 2ကိုသွားကျင်တာဖြစ်တဲ့အတွက် slide 2ကိုရွေးမယ်ပြီးရင် okay နေလိုက်ပါမယ်ဒုတိယ slide ပြုလုပ်မျိုးကိုကောင်းကောင်းသဘောပေါက်ပြီဆိုရင်ကျွန်တော်ကတတိယ slide အတွက်ဒုတိယ slide ကို duplicate လုပ်ပြီးကိုလို့ရမယ် duplicate လုပ်ထားတဲ့တတိယ slide မှာ animation တွေကိုမတူညီတဲ့အဖြေအမှန်အမှားတွေအတွက်လိုအပ်တယ်လို့ပြောင်းလဲနိုင်မယ်နောက်ထပ် quiz တွေရှိသေးရဆိုရင်လည်းဒီ next pattern လေးကိုနောက်ထပ် slide အတွက် insert ထဲက လင့်ကနေတာမပေးနိုင်တယ်။ဒါဆိုရင် quiz တွေအတွက်လိုသလောက် slide အရေးအတွက်ကိုကိုလိုအပ်တယ်လို့လုပ်နိုင်ပြီဖြစ်ပါတယ်။ကျွန်တော်လိုချင်တဲ့အတိုင်းဖြည့်ရတာအစားအနေစံပြရအောင် share လုပ်လိုက်မယ်။အစားပညာမှာပဲနေလေ base slide ကိုမရောက်ပါဘူး။ကျွန်တော်သတ်မှတ်ထားတဲ့ pattern လေးကိုနှိပ်လိုက်တော့မှ base slide ကိုရောက်မှာဖြစ်ပါတယ်။ဈာနေရာတွေကိုနှိပ်မယ်။ဘာမှပြောင်းလဲမှုမရှိဘူး။အမှားတစ်ခုကိုနှိပ်လိုက်မယ်။ ောက်တဲ့အမှားတစ်ခုကိုရွေးကြည့်မယ်။အခုအမှန်လေးကိုရွေးလိုက်တော့မယ်။ next ကိုနှိပ်ကြည့်မယ်။အမှားကိုရွေးကြည့်မယ်။နောက်တဲ့အမှားတစ်ခုရွေးကြည့်မယ်။အခုအမှန်ကိုရွေးကြည့်မယ်။ issue လေးလာကြသမျှအားလုံးနဲ့ like subscribe and share လုပ်ပေးကြသမျှအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်။ Thank you.